နောက်နမခွန်ကဘာလဲလို့ဆိုလို့ရှိရင်ဘိက္ခုနီတဦးဟာဘယ်လိုကိစ္စနဲ့မှဘိက္ခုမဆဲရဘူးနော်ဆဲရဲဆိုတဲ့နေရာမှာဆဲရခြင်း10မျိုးရှိတယ်အမျိုးဆက်နဲ့ပတ်သက်ပြီးပြောလို့ရှိရင်လဲဆဲတာပဲဆိုပါစို့ဟိုဆဲပုံဆဲနည်းတွေကအမျိုးစုံရှိတယ်နော် အိန္ဒိယနိုင်ငံမှာဆိုတော့ဇက်ခွဲခြားတော့ဘာသာညာသဆိုတာရှိတယ်မြန်မာပြည်မှာတော့မရှိဘူးပေါ့အသင်္တရံနဲ့လည်းမဆဲရဘူးဥပမာပဲဆဲတယ်ဆိုတာကြည့်လူတယောက်ကအရပ်ပုတယ်ဆိုရင်ဟဲ့ငါပုဆိုရင်ဒါလည်းဆဲတာဆဲတဲ့ထဲမှာပါတာနော်ငါပုရစီဆွေးနေလို့ငါဆွေးလို့ခေါ်ရင်လည်းဒါဖန်ဆဲတာပဲအဲ့ဒါလို့လည်းမဆဲရအသားမဲလို့ငနဲ့လို့ခေါ်လို့ရှိရင်ဆဲတာပဲဒ အဲ့ဒါလို့ပုံပန်းတရံနဲ့တကွဘလို့မှဆဲရည်တာမျိုးမလုပ်ရဘူးတဲ့ဒါလည်းပဲရှားသက်ပံလိုက်တာချက်သုံးရမယ်စီမင်းစီကံတစ်ခုလို့ဒီလိုဆိုမယ်လုံးဝမချွလွန်ရဘူးတဲ့နောက်ဆုံးတစ်ခုကဘာရုံးဆိုလို့ရှိရင်ဘိက္ခုနီမဟာဘလို့နီးနေမှဘိက္ခု တဦးကိုသွားပြီးတော့ဆုံးမဩဝါဒပေးခွင့်မရှိဘူးတဲ့ဘိက္ခုကသာဆုံးမဩဝါဒပေးခွင့်ရှိတယ်ဗမာပြည်မဟုတ်ဘူးအိန္ဒိယနိုင်ငံမှာနော်အိန္ဒိယနိုင်ငံမှာဆိုတော့အိန္ဒိယအမျိုးသမီးတွေကရှာရှည်ပုံရကြည့်နော်အဲ့တော့ပြောခွင့်မရှိဘူးလို့ဒီလိုပြညတ်ထား အဲ့ဒါကရုဏာ၈ချက်လို့ခေါ်တယ်။အဲ့ကရုဏာ၈ချက်ကိုအလေးနဲ့လိုက်နာမယ်ဆိုလို့ရှိရင်ဘိက္ခုနီဖြစ်ခွင့်ပေးမယ်လို့ရှန္ဒနာကိုမိတ်ရှိလိုက်တော့ရှန္ဒနာလည်းဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့တပည့်တော်မိရွေးတော်ကြီးသွားပြောလိုက်ပါဦးပဲဗျာ။ဆိုတော့မိရွေးတော်ကြီးကသွားပြော။မိရွေးတော်ကြီးကမျောလင်းတကြီးနဲ့စောင့် အခွင့်အရေးတစ်ခုကိုတောင်းတယ်ဆိုရင်ရလာတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာကြည့်တာနဲ့သိနိုင်တယ်ရလာလားရမလားဘူးလားဆိုတာသိနိုင်တယ်လေရှင်အနန္ဒာရဲ့မျက်နှာကြည့်တော့ရလာတဲ့တဏ္ဍရှိတယ်သို့တော့ရလာတယ်ဆိုတာလွယ်လွယ်နဲ့တော့ရတာမဟုတ်ဘူးဒီအချက်ရှစ်ချက်ကိုဒီစီမင်းစီကံကြီးရှစ်ချက်ကိုလက်ခံနိုင်ရမယ်ရှင်အနန္ဒာတစ်ချက်စီတစ်ချက်စီရှင်းပြ မိရတော်ကြီးဒါတွေလက်ခံနိုင်ရလားလက်ခံနိုင်လို့ရှိရင်ဖះအခွင့်ပြုမယ်လို့ပြောတယ်ဈေးစစ်တာပေါ့နော်ဟောမိရတော်ကြီးကလည်းအမတန်မှသူကဘိက္ခုနီလှုပ်ချင်တယ်စိတ်ဆန္ဒအလွန်ပြည့်ပြည့်တယ်နန်းတော်မှာမနေချင်တော့ဘူးလေဘာလို့မနေချင်တာတော့ဆိုစဉ်းစားကြည့်ပေါ့တုတ်တော်ရဏမင်းကြီးကလည်းမရှိဘူးပြောစရာမှမရှိတော့ဘူးသားတော်ဖြစ်တဲ့ ဒီတိဋ္ဌာထမင်းသားကလည်းတူတော်သားတော်ဖြစ်တဲ့တိဋ္ဌာထမင်းသားလည်းဖရာဖြစ်နေပြီသာသနာပေါ်ရောက်နေသားဖြစ်တဲ့နန္ဒမင်းသားကလည်းပဲဖြစ်ယဟန်ဖြစ်နေပြီသမီးစဏဗရကလျာဏီကလည်းပဲယဟန်ဖြစ်နေပြီသူထီထီကြီးဘယ်လိုလုပ်ပြီးတော့နေချင်မလို့ဘောသမီးရှိလေလေအသားကယဟန်ဖြစ်သွားပြီပြီးတော့မိကလေးဖြစ်တဲ့ရာဟုလာလည်းယဟန်ဖြစ်နေပြီ အိမ်မှာကြံရင်ကြံရင်ခုနသနဗရကလျာဏီတော့ကြံအောင်မှာပေါ့နော်အဲ့တော့နေခြင်းစိတ်မရှိတော့ဘူးနေခြင်းစိတ်မရှိတော့ဒါကြောင့်မလို့ယဟန်ဖြစ်ခွတ်တောင်းတာမြတ်စွာဘုရားကဒီလိုစဉ်ညင်စိကံရှင်းချက်နဲ့လက်ခံမယ်ဆိုရင်ယဟန်ဖြစ်ခွင့်ပြုမယ်ဆိုတော့သူကဘာပြောတော့အရှင်အနန္တတဲ့အမတန်လှပတဲ့ဇာပန်းကြီး ရေမိုးချုပ်ဖိလိမ့်ပြင်ဆင်ထားတဲ့အမျိုးသမီးတယောက်ဟာအမတန်လှပတဲ့ခြံပန်းကြီးရပြီဆိုလို့ရှိရင်ခေါင်းပေါ်မှာပန်ထားသလိုပါပဲမြတ်စွာဘုရားကတင်းကျပ်တဲ့စီမင်းကြီးရှစ်ခုကိုလိုက်နိုင်ဘေကုဏီပြုမယ်ဆိုရင် တပည့်တော်ကအဲ့ဒီပန်းကြီးလိုပဲခေါင်းပေါ်မှာပန်ထားပါမယ်လေးလေးနက်နက်တပည့်တော်လက်ခံပါမယ်ချွင်းချက်ပရှိလက်ခံပါမယ်လို့အဲ့ဒါနဲ့ရှင်အနန္ဒာက ရသဗျာကိုတားလျှောက်တယ်အရှင်ဗျာရဲ့မိရေတော်ကြီးကစင်မြင်စည်းကမ်းတွေကိုခြွင်းချက်မရှိဝမ်ပန္တတလက်ခံလိုက်ပါတယ်ဆိုတော့ဖခင်ကပါပိတ်လိုက်အဲ့ဒီကရုဒံရှိချက်လက်ခံလို့ရှင်မိရေတော်ကြီးဘိက္ခုနီဖြစ်စေတော့ဒါနဲ့တည်းဘိက္ခုနီဖြစ်သွားတယ်ဘိက္ခုနီအထူးရန်ခံပေးတော့တာမဟုတ်တော့အဲ့တော့မိရေတော်ကိုမိကြတော့ဘိက္ခုနီဖြစ်သွားပြီ သူ့နောက်ကပါလာတဲ့ခုနတာကေဝေမင်းသမီးတော့မဟုတ်မိဖုရား900အဲ့ဒီကိစ္စကျန်နေတယ်ကျန်နေတော့ရသော်ဘုရားကိုရှောက်တယ်ရှင်ဘုရားတာကေဝေမင်းသမီး900အတွက်ဘယ်လိုလုပ်ရမလဲဆိုတော့သူတို့900ကိုတော့တဲ့ယဟန်တွေကနေပြီးတော့ယဟန်ခံပေးလိုက်ကြပေါ့အဲ့ဒီတော့ကတော့တရဏဂုံတို့ပါတော့ ਨੇ ဒီလိုခံပေးမှာပေါ့လေ ရန်ခံပေးလိုက်ကြဆိုဘုန်းကြီးတစ်ပါးဒီကနေ့ခေတ်ရန်ခံတယ်လို့ခံပေးတာလည်းဖြစ်မယ်ရန်ခံပေးလိုက်ကြအဲ့ဒီလိုရန်ခံပေးလိုက်တော့ပြဿနာဘာတက်လာပြန်လို့ဆိုသူတို့အချင်းချင်းမှာပြဿနာတစ်ခုတက်လာ